ပထမဆုံးအလောင်းကိုအပိုင်းပိုင်းဖြတ်လိုက်တယ်။ခေါင်းလက်မောင်းတွေနဲ့ခြေထောက်တွေကိုဖြတ်ပစ်လိုက်တယ်။ပြီးတော့ကျွန်တော်အခန်းကျမ်းပြင်ကတစ်သားများ၃ချက်ကိုခွာလိုက်ပြီးအားလုံးကိုကျန်းကင်းတစ်သားချောင်းတွေနဲ့ထည့်လိုက်တယ်။ကျွန်တော်ရဲ့ချက်စော်သောပရိသတ်ကြီးမင်္ဂလာပါ။ကျွန်တော်တို့ channel ရဲ့အပတ်စဉ်ဝတ္ထုတို့တင်ဆက်ပေးမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ဒီနေ့တင်ဆက်ပေးမှာကတော့ American Science ဆရာ Edgar Allan Poe ရဲ့ထင်ရှားတဲ့ဝတ္ထုတို့တစ်ပုဒ်ပဲဖြစ်ပါတယ်။ င်တွင်ကစီးချက်တန်တကယ်ပါပဲကျွန်တော်စိတ်လှုပ်ရှားနေတာတအားတုံလို့ခြောက်ခြားနေရမှန်ပါတယ်ဒါပေမဲ့ဘာလို့များကျွန်တော်ကိုယူနေရလို့ပြောကြမှာလဲဗျာဒီယောဂါကကျွန်တော်အာယုံတွေကိုပို့ပြီးထက်မြက်လာအောင်လုပ်ပေးတာပါပျက်စီးသွားအောင်ထုံထိုင်းသွားအောင်လုပ်ခဲ့တာမဟုတ်ပါဘူးအားလုံးထဲမှာအကြအာယုံကအထူးထက်မြက်နေတာကောင်းငင်မော်ကအရာတွေမြေပြင်မော်ကအရာတွေအကုန်ကြားတယ် ငရဲဘုံတွေကအတန်တွေအောင်ကြားရတယ်ဗျာအဲ့ဒီလို့ဆိုရင်ကျွန်တော်ဘလို့လို့ယူနေနိုင်မလဲနားထောင်ကြည့်ပါဦးကျွန်တော်ဒီဇလန်တစ်ခုလုံးဘလောက်ကြမ်းကြမ်းမာမာနဲ့အေးအေးဆေးဆေးပြောပြနိုင်လဲဆိုတာကြည့်ပါဒီအကြံဉာဏ်ကကျွန်တော်အုံနောက်ထဲကိုဘလို့ဆရောက်လာလဲဆိုတာပြောဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့တစ်ခါဝင်လာတော့နေရောညပါလဲပတ်နေတော့တာပဲတခြားရွယ်ချက်တခြားစိတ်ဆန္ဒဘာတစ်ခုမှမရှိခဲ့ပါဘူးကျွန်တော်အဖိုးကြီးကိုချစ်ပါတယ်ဗျာ သူကကျွန်တော်ပေါ်ဘယ်တော့မှမတရားတာမလုပ်ခဲ့ဘူး။စော်ကားတာလည်းမရှိခဲ့ဘူး။သူ့ပိုင်ဆိုင်မှုရွှေတွေပေါ်မှာလည်းကျွန်တော်စိတ်ဝင်စားခဲ့ဘူး။ကျွန်တော်ထင်တာတော့သူ့မျက်လုံးကြောင့်ပဲ။ဟုတ်တယ်။ဒါပဲ။သူကလင်းတဲ့မျက်လုံးနဲ့တူတယ်။အယောင်ဖြော့ဖြော့အပြာယောင်ဖြစ်ပြီးအမီးပါးတစ်ခုတစ်ထပ်ဖုံးနေတာမျိုး။အဲ့ဒီမျက်လုံးကကျွန်တော်ကိုစိုက်ကြည့်လိုက်တိုင်းသွေးတွေကအေးခဲသွားသလိုခံစားရတယ်။ ဒါနဲ့ပဲဖြည်းဖြည်းချင်းအဖိုးကြီးရဲ့အသက်ကိုယူပစ်ဖို့အဲ့ဒီမျက်လုံးကနေထာဝရကင်းဝေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ဒီနေရာကအဓိကပဲခမည်းတော်ကကျွန်တော်ကိုယူနေတယ်ထင်နေတာအယူဆိုတာဘာမှမသိဘူးလေ။ဒါပေမဲ့ကျွန်တော်ကိုခမည်းတော်မြင်တဲ့နဲ့ကျွန်တော်ဘလောက်ပြည့်ရယ်နဲ့ဘလောက်တရီထားမီဘလောက်အမြော်မြင်ရှိရှိဘလောက်လိန်လေလေပြားပြီးလှောက်ဆောင်ခဲ့တယ်လဲဆိုတာမြင်တဲ့နဲ့ ကျွန်တော်မတက်ခင်တပတ်လုံးမှာဖိုးကြီးအပေါ်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးလောက်အောင်သဘောထားကောင်းခဲ့တယ်။ညတိုင်းတကောင်ရံလောက်ဆိုသူ့ခန်းတကားကိုဂလန့်ချုပ်ပြီးဖွင့်တယ်။အိုးဘလောက်တိမ်မွေးလိုက်တယ်လဲ။ပြီးတော့ကျွန်တော်ကောင်လုံလောက်ယုံလေးပွင့်သွားပြီဆိုတာနဲ့မီးအိမ်ကိုအလင်းအောင်လုံးဝမထွက်အောင်မိတ်ပြီးထိုးသွင်းလိုက်တယ်။ပြီးတော့ကျွန်တော်ကောင်ကိုအထဲထည့်လိုက်တယ်။အိုးကျွန်တော်ဘလောက်လိမ်မာပါနဲ့ဆိုတာထည့်သွင်းလိုက်လဲဆိုတော့ခင်ဗျားတို့မြင်ရဲကျင်သွားမှာပဲ။ ကျွန်တော်အရန်ဖြည်းဖြည်းလေးတဖြည်းဖြည်းချင်းလှုပ်ရှားတယ်အဖိုးကြီးရဲ့အိတ်ဆက်ချမ်းကိုမနှောက်ရှက်မိအောင်လို့ပါသူ့ကိုအိတ်ရပေါ်မှာလဲလျောင်းနေတာမြင်ရဖို့အတွက်ဟှထားတဲ့တကားဝါတွေကိုခေါင်းကိုအကုံဝင်နိုင်မှုတနားရီအချိန်ယူခဲ့ရတယ်ဗျာဟာဂျူနီယာလူကဒီလောက်ညံကောင်းမှမလားအခန်းထဲခေါင်းအပြည့်ဝင်သွားတဲ့အခါမီးလုံးကိုသတိထားပြီးဖြည်းဖြည်းချင်းဖြွင့်လိုက်တယ်ဖတ်တာကအတံမီတက်လို့လေ အဲ့ဒီလင်းတမျက်လုံးပေါ်ကိုတခုတည်းသောအလင်းနှမ်းလေးကျလောင်အနှင်းငယ်ပဲဖွင့်ခဲ့တယ်။ဒီလိုမျိုးကျွန်တော်ခုနှစ်ညတိတိလှုပ်ခဲ့တယ်။ညတကောင်ရန်တိုင်းမှာပဲ။ဒါပေမဲ့အဲ့ဒီမျက်လုံးကအမြဲတမ်းပိတ်နေတာတွေ့ရတယ်။ဒါကြောင့်အလုတ်ကိုမလုံနိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကိုစိတ်အနှောက်အယှက်ဖြစ်စေတာအဖိုးကြီးမဟုတ်ဘူးလေ။သူ့ရဲ့နှဆိုးမျက်လုံးသာဖြစ်တယ်။မနဲ့လင်းမိဆိုတာနဲ့ကျွန်တော်ရဲရဲဝံ့ဝံ့အခန်းထဲဝင်သွားပြီးသူ့ကိုနမီခေါ်ကရင်းရင်းနှီးနှီးစကားပြောညကဘလို့အိပ်ပျော်ခဲ့လဲမေးတယ် ဒါကြောင့်ကြည့်ပါဦးညာတိုင်း၁၂နာရီမှာသူအိတ်နေတော့သူ့ကိုကျွန်တော်ချောင်းကြည့်နေတယ်ဆိုတော့သူတန်တရားဝင်ဖို့ဆိုရင် သူကအတော်လေးညံနေတဲ့အဖိုးကြီးဖြစ်မှာပဲရမယ်အထမမြောက်ညမှာတော့တကားဖွင့်ရမှာပုံမှန်တက်ပို့ပြီးတရီထားခဲ့တယ်နာရီရဲ့မိနစ်လက်တန်ကတော့ကျွန်တော်လှုပ်ရှားမှုတက်ပိုးမြန်နေသေးတယ်အဲ့ဒီညမတိုင်ခင်ကကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုယ့်ရဲ့ပါးနတ်မှုဘလောက်ရှိလဲဆိုတာတကားမှမခံစားခဲ့ဘူးဘူးအောင်ပွဲခံကျင်တဲ့စိတ်ကိုမနှဲထိန်ထားရတယ် တကားကိုဖြည်းဖြည်းချင်းဖွင့်နေရတော့သူကကျွန်တော်လျှို့ဝှက်လောက်ရက်တွေအတွေးတွေကိုအိမ်မက်တောင်မှမပူးဆိုပြီးတွေးလိုက်တော့ကျွန်တော်တကယ်ကိုကြင်နဲ့ပြီးခစ်ကနေရဲလိုက်မိတယ်။သူကြားသွားတာဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သူလန့်နေတဲ့ပုံနဲ့ရုပ်တဲ့အိယာပေါ်လှုပ်ရှားလိုက်လို့ပါ။ကဲခမရတို့ကျွန်တော်နောက်ဆုတ်သွားတယ်လို့ထင်ကောင်းထင်မယ်။မဟုတ်ဘူး။သူ့ခန်းကမှောင်မဲနေရပဲ။ဓမြကြောက်လို့ဗရင်းပေါက်တွေကိုတိချပိတ်ထားတာကိုဒါကြောင့်တကားဖွင့်နေရသူမမြင်နိုင်ဘူးဆိုတာကျွန်တော်သိတယ်။ ဒါနဲ့ပဲကျွန်တော်တင်းငိမ့်စွာတောက်လျှောက်တွန်းဖွင့်နေခဲ့တယ်။ကျွန်တော်ခေါင်းဝင်သွားပြီးမီးလုံးကိုဖွင့်ဖို့ပြင်တော့မှကျွန်တော်လက်မကခလုတ်ပေါ်ကချော်သွားတယ်။အဖိုးကြီးကလန့်ပြီးအိယာပေါ်ထထိုင်ကဘသူလဲလို့អော်လိုက်တယ်။ကျွန်တော်ငြိမ်သက်ပြီးဘာမှမပြောခဲ့ဘူး။တနာရီလုံးကျွန်တော်ကြွက်သားတစ်ခုမှမလုပ်ပဲနေခဲ့တယ်။အဲ့ဒီအချိန်တည်းမှာသူပြန်လဲလျောင်းသွားတာကိုမကြားရဘူး။သူအိယာပေါ်ထိုင်ပြီးနားဆင်နေတော့မယ်။ ကျွန်တော်လည်းညာတိုင်းအဲ့လိုပဲနယံတဲကတေမင်းနာယီတံကိုနားထောင်နေခဲ့ရတာပဲလေ။မကြာခင်မှာပဲတိုးတိုးလေးညီးစံကြားလိုက်ရတယ်။အဲ့ဒါကတေမင်းကိုကြောက်လို့ညီးတဲ့အတံမှကျွန်တော်သိတယ်။နားကျင်လို့ဝမ်းနည်းလို့ညီးတာမဟုတ်ဘူး။မဟုတ်ဘူးအဲ့ဒါကထိတ်လန့်မှုနဲ့ပြည့်နှက်နေတဲ့စိတ်ဝိညာဉ်အတွင်းကနေထွက်ပေါ်လာတဲ့တိုးလျှပြီးမွန်းကျက်နေတဲ့အတံပဲ။ဒီတံကိုကျွန်တော်ကောင်းကောင်းသိတယ်။ညာတိုင်းလောကကြီးတစ်ခုလုံးအိပ်ပျော်နေတဲ့သကောင်းရံချိန်မှာကျွန်တော်ရင်ထဲကနေ အဲ့လိုထွက်ပေါ်လာတဲ့ပဲ့တင်တန်လိုမျိုးကျွန်တော်ကိုနှောက်ရှက်နေတဲ့ထိတ်လန့်စရာတွေပေါ့ကျွန်တော်ကောင်းကောင်းသိရလို့ပြောခဲ့ပြီးသားပါဖိုးကြီးဘာခံစားနေရလဲဆိုတာကျွန်တော်သိတယ်ရင်ထဲမှာကျေနပ်နေပေမဲ့သူ့ကိုတနာလဲတနာမိတယ်အိယာပေါ်စတင်လှုပ်ရှားလိုက်တဲ့ပထမဆုံးအတန်လေးကလေးကသူလုံးဝနိုးနေမှကျွန်တော်သိတယ်သူ့ရဲ့ကြောက်စိတ်တွေကအဲ့ဒီအချိန်ကလေးကတိုးလာနေတာဘာမှမဟုတ်ပါဘူးလို့သူ့စိတ်ထဲထင်ကျင်ပေမဲ့မရခဲ့ဘူးမိဘခေါင်းနိုင်တဲ့ကလေတိုက်တံပဲဖြစ်မှာပါ ဒါမှမဟုတ်ကြမ်းမြင်မော်ဖြတ်သွားတဲ့ကြွက်ကလေးတစ်ကောင်မှာဒါမှမဟုတ်ပရစ်အော်ဆန်ဖြစ်မှာပါလို့သူ့ကိုယ်သူပြောနေမှာဟုတ်တယ်ဒီလိုထင်မြင်ချက်တွေနဲ့သူ့ကိုယ်သူနှစ်သိမ့်ဖို့စ조사ခဲ့တာပဲဒါပေမဲ့အားလုံးအချင်းချင်းဖြစ်နေမှန်းသူတွေ့လိုက်ရတယ်အားလုံးအချင်းချင်းဖြစ်နေရတာကတေမင်းကသူ့စီချင်းကပ်လာတဲ့ကသူ့ရဲ့အမဲရောင်အရဲ့ကြီးကရှေ့ကနေခြေတံမထွက်ဘဲရှောက်လာပြီးအဖိုးကြီးကိုဝါးမျိုးပြစ်လိုက်လို့ပဲအဲ့ဒီလိုမြင်လဲမမြင်ကြားလဲမကြားရတဲ့အရဲ့ရဲ့ဆိုးရွားတဲ့ဩဇာလွှမ်းမိုးမှုကြောင့် ကျွန်တော်ကောင်းကအခန်းထဲရောက်နေတယ်ဆိုတာကိုသူ ခံစားမိနေတာပဲကျွန်တော်အရန်အကြကြီးဆက်ရှိလက်ရှိစောင့်ပြီးသူပြန်လဲလျောင်းသွားတဲ့အတန်ကိုမကြားရတော့မှမီးလုံးကိုနည်းနည်းလေးတကယ့်ကိုနည်းနည်းလေးအချောင်းလေးလိုဖွင့်ဖို့ဆုံးဖြတ်လိုက်တယ်ဒါနဲ့ကျွန်တော်ဖွင့်လိုက်တယ်ဘလောက်တိတ်တိတ်ဆိတ်ဆိတ်လုတ်ခဲ့လဲဆိုတော့ခင်ဗျားတို့စိတ်တောင်ကူးနိုင်မှာမဟုတ်ဘူးနောက်ဆုံးတော့ပြင်းကွန်မြင်မြင်လေးလိုမိန်ဖြော့ဖြော့အလင်းနန်းလေးတစ်ချောင်းကအချောင်းထဲကနေထွက်လာပြီးအဲ့ဒီလင်းတမျက်လုံးပေါ်တဲ့တဲ့ကျသွားတယ် မျိုးလုံးကပွင့်နေပြီအကျယ်ကြီးကိုပွင့်နေတာအဲ့ဒါကိုကြည့်လိုက်တာနဲ့ကျွန်တော်ဒေါသထွက်လာတယ်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်အပြာရောင်မိုင်းနေပြီးအယိုးရဲအထိ ချမ်းဆိတ်သွားစေမယ့်ကြောက်စရာအမေပါတခု ဖုံးထားတာကိုပေါ့ဒါပေမဲ့အဖိုးကြီးရဲ့မျက်နှာဒါမှမဟုတ်ခန္ဓာကိုယ်ရဲ့အခြားစိတ်ပိုင်းကိုကျွန်တော်ဘာမှမမြင်ရဘူးဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့ဒီချိန်စာတင့်တဲ့နေရာပေါ်ဘယ်အလင်းနှံကိုတဲ့တဲ့ချိန်ထားလို့ပဲ ဲခင်ဗျားတို့ယူသွမှုလို့မှားရင်ထင်မှတ်နေရဟာအာယုံတွေလွန်ကဲစွာထက်မြက်လာတာပဲဖြစ်တယ်လို့ကျွန်တော်ပြောခဲ့ဘူးတယ်မဟုတ်လားအခုပြောပြမယ်အဲ့ဒီချိန်မှာကျွန်တော်နားထဲကိုကောက်ရိုးပုံထဲကနိုင်တလုံးရဲ့အတန်လိုမျိုးတိုးလျပြီးလင်မြန်တဲ့အတန်တန်ဝင်လာတယ်ဒီတန်ကိုလည်းကျွန်တော်ကောင်းကောင်းသိတယ်အဖိုးကြီးရဲ့နှလုံးခုန်တန်ပဲစီဒီတန်ကစစ်သားကိုတတ်သိရှိအောင်လှုံ့ဆော်သလိုပဲဒီနှလုံးခုန်တန်ကကျွန်တော်ဒေါသကိုပို့ပြီးတိုးပွားစေတယ် ဒါပေမဲ့ဒီချိန်ထိကျွန်တော်ချုပ်တီးပြီးငြိမ်းနေခဲ့တဲ့အသက်တောင်မရှူရဲဘူး။မျိုးလုံးကိုငြိမ်ငြိမ်လေးကင်ထားတယ်။အဲ့ဒီမျိုးလုံးကိုအလင်းနှမ်းဘလောက်တင်ငြိမ်အောင် ထိန်းထားနိုင်မလဲဆိုတာစူးစမ်းကြည့်တယ်။ဒီကြားထဲမှာငရဲဘုံကနေလာတဲ့နှလုံးရဲ့စိကြက်တန်ကပုံမြန်ပြီးပိုးချေလာတယ်။အဖိုးကြီးရဲ့ကြောက်ရွံ့မှုကတအားပြင်းထန်နေမှာပဲ။ပိုးချေလာရဲ့လို့ကျွန်တော်ပြောနေတယ်။ပိုပြီးတော့ကျဲလာတယ်။ခင်ဗျားတို့တေချာမှတ်သားထားတယ်နော်။ကျွန်တော်ကစိတ်လှုပ်ရှားတတ်တယ်လို့ပြောထားတယ်။ အခုလိုသကောင်းရန်ချိန်ဒီအင်အိုကြီးရဲ့ကြောက်စရာကောင်းတဲ့တိုက်ဆက်မှုကြားထဲမှာထူးဆန်းတဲ့ဒီလိုအတံမျိုးကကျွန်တော်ကိုမထိန်နိုင်တဲ့ထိတ်လန့်မှုနဲ့ပေါက်ကွဲစေတယ်။ဒါပေမဲ့နောက်ထပ်မိနစ်အနည်းငယ်ကြာအောင်ကျွန်တော်ကိုကိုကို ထိန်ပြီးရက်နေခဲ့တယ်။ဒါပေမဲ့နှလုံးခုန်တာပိုးကျယ်လာတယ်။ပိုးကျယ်လာတယ်။နှလုံးကွဲထွက်တော့မယ်လို့ထင်လိုက်တယ်။အဲ့ဒီချိန်မှာစိုးရင်စိတ်အတက်ကိုကျွန်တော်ကိုဖမ်းစားလာတယ်။ဒီအတံကိုအင်ဂျင်တစ်ယောက်ကြားသွားနိုင်တယ်။အဖိုးကြီးရဲ့အချိန်ရောက်လာပြီ။ ခြေလောင်စွာအော်ဟစ်လိုက်ရင်ကျွန်တော်မီးလုံးကိုပြစ်ဖွင့်ပြီးအခန်းထဲခိုးဝင်လိုက်တယ်။သူတစ်ချက်သေးပဲအော်လိုက်တယ်။တကယ့်ကိုတစ်ချက်ပဲ။ခဏချင်းမှာပဲကျွန်တော်သူ့ကိုစမ်းမြင်ပေါ်ဆွဲချပြီးသူ့ကိုယ်ပေါ်ကိုအဲ့ရကြီးနဲ့ဖြစ်ပြစ်လိုက်တယ်။အလုတ်ဖြစ်သွားတာကိုမြင်တော့ကျွန်တော်ပျော်ရှင်စွာပြုံးလိုက်တယ်။ဒါပေမဲ့မိနစ်အတော်ကြာအောင်နှလုံးနှလုံးခုန်တန်ကတိုးတိုးလေးဆက်ခုန်နေတယ်။ဒီချက်ကတော့ကျွန်တော်ကိုစိတ်မပူစေဘူး။ဉာဏ်ကိုဖောက်ပြီးဘယ်သူမှကြားနိုင်မှာမဟုတ်ဘူးလေ။ နောက်ဆုံးတော့အဲ့ဒီအတန်ရက်သွားတယ်အဖိုးကြီးတည်သွားပြီကျွန်တော်အဲ့ရကိုဖယ်လိုက်ပြီးအလောင်းကိုဆစ်ဆေးတယ်ဟုတ်တယ်သူကြောက်ခဲလို့အေးဆက်ပြီးလုံးဝတည်သွားပြီကျွန်တော်လက်ကိုသူ့နှလုံးပေါ်တင်ထားပြီးမိနစ်အတော်ကြာထားလိုက်တယ်သူခုံလုံးလုံးဝမရှိတော့ဘူးလုံးဝတည်ပြီသူ့မျက်လုံးကကျွန်တော်ကိုနောက်ထပ်ဒုက္ခပေးတော့မှာမဟုတ်ဘူးခင်ဗျားတို့ကကျွန်တော်ကိုယူနေတော့မယ်လို့ထင်နေတဲ့ရင်အလောင်းကိုဖျောက်ဖျက်ဖို့ဘလို့ပညာသားပါပါစီစဉ်ဆောင်ရွက်ခဲ့လဲဆိုတာပြောပြတဲ့အခါ ခင်ဗျားတို့ဒီလိုထင်တော့မှာမဟုတ်ဘူး။ညတာကုံဆုံးလို့နှီးပါဖြစ်နေပြီ။ကျွန်တော်မြန်မြန်ဆန်ဆန်နဲ့တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်ခဲ့တယ်။ပထမဆုံးအလောင်းကို အပိုင်းပိုင်းဖြတ်လိုက်တယ်။ခေါင်းလက်မောင်းတွေနဲ့ခြေထောက်တွေကိုဖြတ်ပစ်လိုက်တယ်။ပြီးတော့ကျွန်တော်အခန်းကျမ်းပြင်ကတစ်သားပြား၃ချက်ကိုခွာလိုက်ပြီးအားလုံးကိုကျန်းကင်းတစ်သားချောင်းတွေထဲထည့်လိုက်တယ်။ပြီးတော့တစ်သားပြားတွေကိုဘသူရဲ့မျက်လုံးထဲမှာမမြင်နိုင်အောင်အမားရဲမရှိလိမ္မာပါးနဲ့စွာပြန်တက်ဆင်လိုက်တယ်။စေးကြောစရာဘာမှမရှိဘူး။ ဘလို့အစွန်းထင်းမျိုးမှမရှိဘူးတွေးစွန်းတာလုံးဝမရှိဘူးအဲ့ဒါအတွက်ကျွန်တော်အယံတရီထားခဲ့တယ်ရေစီတစ်ခုနဲ့အကုန်လုံးကိုခံထားခဲ့တာဟာဟာဟာဒီလုတ်တွေဆုံးသက်တဲ့ကံမနဲ့၄နာရီထိုးနေပြီတကောင်းရန်လိုပဲမှောင်မဲနေတော့မယ်နိုင်ချက်ပြေးခေါင်းလောင်းတဲ့ထိုးထိုးချင်းမှပဲတကားခေါက်တံကြားလိုက်ရတယ်ကျွန်တော်ပေါ့ပေါ့ပါပါစိတ်နဲ့တွားဖွင့်ပေးလိုက်တယ်အခုကျွန်တော်ဘာကိုကြောက်စရာလိုတော့လဲရဲရရှိတွေပါဆိုပြီးလေးစံချိုချိုနဲ့မိတ်ဆက်လာတဲ့လူ၃ယောက်ဝင်လာတယ် ညကအိမ်နီးချင်းတစ်ယောက်ကအော်တန်ကြားလို့မတမာမှုတန်တရားဖြစ်ပွဲရှိရလို့ရဲစခန်းကိုတရင်ပို့ထားတာကြောင့်သူတို့အရာရှိတွေဒီနေရာကိုတောင်းဝင်ရလာရောက်ရှာဖွေရတာပါတဲ့ကျွန်တော်ပြုံးလိုက်တယ်။ဘာကိုကြောက်เสียလို့လဲလူချင်းမင်းတို့လာရောက်လဲပတ်တာကိုကြိုးစားပါတယ်လို့ပြောလိုက်တယ်။အော်တန်ကအိမ်မက်မက်ပြီးအွန်လိုင်းမိတာပါလို့ကျွန်တော်ပြောလိုက်တယ်။ဖိုးကြီးကနေကိုခီးထွက်နေရလို့ကျွန်တော်ပြောပြလိုက်တယ်။ကျွန်တော်အဲ့တဲ့တွေကိုအင်တန်အိမ်လုံးလိုက်ပို့လိုက်တယ်။ရှာကျင်တယ်လို့ရှာပါ။တေရှာရှာကြည့်ပါလို့ပြောလိုက်တယ်။နောက်ဆုံးတော့သူ့အခန်းစီခေါ်သွားလိုက်တယ်။ သူ့ရဲ့ပစ္စည်းတွေလုံးချုံနေကြောင်းမပြည့်စုံမဆုံးရှုံးကြောင်းပြလိုက်တယ်။ကျွန်တော်ရဲ့ယုံကြည်မှုတွေလွန်ကဲနေလို့အခန်းထဲကကလထိုင်တွေယူလာပြီးသူတို့ပန်းဖြေဖို့တောင်းဆိုလိုက်တယ်။ကျွန်တော်ကိုယ်တိုင်ကတော့အနိုင်ရသူတဦးရဲ့တတိယိုင်းမျိုးနဲ့အလောင်းမြုပ်ထားတဲ့နေရာပေါ်မှာပဲထိုင်ကုန်ချပြီးထိုင်လိုက်တယ်။ရာရှိတွေကျဉ်တ်သွားတယ်။ကျွန်တော်ရဲ့အမူအရာကသူတို့ကိုယုံကြည်စေခဲ့တာပဲ။ကျွန်တော်ကလည်းထူးထူးခြားခြားစိတ်အေးလက်အေးရှိနေတယ်။သူတို့ထိုင်နေတော့ကျွန်တော်ကရှင်းရှင်းလန်းလန်းနဲ့ပြန်ဖြေတယ်။သူတို့လည်းတာမန်အကြောင်းအရာတွေကိုပဲစကားပြောနေကြတယ်။ ဒါပေမဲ့မကြခင်မှာပဲကျွန်တော်မျက်နှာစဖြူလာတယ်။သူတို့ကိုတွားစီကျင်လာတယ်။ခေါင်းကိုက်လာပြီးနားထဲအတံမြည်သလိုထင်လိုက်မိတယ်။ဒါပေမဲ့သူတို့ကထိုင်ပြီးစကားပြောနေတော့မယ်။အဲ့ဒီမြည်တံကပိုပြီးရှင်းလင်းလာတယ်။ဆက်ကြားနေရပြီးပိုရှင်းလင်းလာတယ်။အဲ့ဒီခံစားချက်ကိုဖယ်ရှားပြဖို့ကျွန်တော်ပိုပြီးလွတ်လပ်စွာစကားပြောနေလိုက်တယ်။ဒါပေမဲ့အတံကဆက်ရှိပြီးပိုပြီးပြတ်သားလာတယ်။နောက်ဆုံးတော့အဲ့ဒီအတံကကျွန်တော်နားထဲကလာတာမဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်တယ်။ ုတော့ကျွန်တော်မျက်နှာတအားဖြူဖြော့သွားပြီဆိုတော့တံပြားဖြတ်เสียမှာလို့တော့ဒါမှမဟုတ်ကျွန်တော်ပို့ပြီးအာဇဝန်းရှင်ရှင်ပြောနေလိုက်တယ်အတန်ကိုလည်းမြင့်ပြောလိုက်တယ်ဒါမှမဟုတ်အတန်ကပိုးကျဲလာတယ်ကျွန်တော်မဘလုပ်ရမလဲအဲ့ဒါကကောက်ရိုးပုံတွေကနာယီတလုံးရဲ့အတန်မျိုးလို့တိုးလျပြီးမြန်ဆန်တဲ့အတန်ပဲကျွန်တော်အသက်ရှူချက်သွားတယ်ဒါမှမဟုတ်အရာရှိတွေကမကြဘူးကျွန်တော်စကားပြောတာပုံမြန်လာပြီကိုအားပါလာတယ်ဒါမှမဟုတ်အတန်ကတောက်လျှောက်ပိုးကျဲလာတယ် ကျွန်တော်ထရပ်ပြီးအေးမကြီးတဲ့အကြောင်းအရာတွေကိုလက်တွေအပြင်းထန်ဝေယံပြီးခက်ကြက်ကြက်ငင်းခုန်နေလိုက်တယ်။ဒါပေမဲ့အတန်ကတောက်လျှောက်ကျဲလာသေးပဲ။ဘာလို့သူတို့မပြန်ကြတာလဲ။ကျွန်တော်သူတို့ရဲ့အကဲခတ်မှုကိုဒေါသထွက်နေသလိုမျိုးခြေလန်းကျဲကြီးတွေနဲ့ကျမ်းပြန်ပေါ်ဟိုသွားတီသွားလျှောက်လိုက်တယ်။ဒါပေမဲ့အတန်ကတောက်လျှောက်ကျဲလာနေတယ်။အိုးဖရားကြီးကျွန်တော်ဘာလုပ်ရမလဲ။ကျွန်တော်ဒေါသထွက်လာတယ်။ခေါင်းကရမ်းပြောလိုက်ပြီးချိန်ဆမိလိုက်တယ်။ ျွန်တော်ထိုင်းနေတဲ့ကလတ်ထန်းကိုဆွဲဆွဲလိုက်ပြီးစမ်းမြင်ပေါ်စောင့်ချလိုက်တယ်။ဒါပေမဲ့အဲ့ဒီအတန်ကအလုံးကိုကြော်လွားပြီးဆက်လက်ကျဲလောင်းလာတယ်။ပိုးကျဲလာတယ်။ပိုးကျဲလာတယ်။ပိုးကျဲလာတယ်။အဲ့ဒီအရာရှိတွေကတာယာစွာစကားပြောပြီးပြုံးနေတော့မယ်။သူတို့မကြားတာဖြစ်နိုင်မှာမလား။အိုးဘုရားသခင် မဟုတ်ဘူး။မဟုတ်သေးဘူး။သူတို့ကြားတယ်။သူတို့တန်တရားဝင်နေတာ။သူတို့တိနေတာ။ တို့ကျွန်တော်ရဲ့ထိတ်လန့်မှုကိုလောင်ပြောင်းနေတာဒီလိုကျွန်တော်တွေးနေမိတယ်ဒါပေမဲ့ဒီလိုဝေဒနာခံစားနေရတာတက်ဘာမှမဆိုကောင်းနေဒီလိုလောင်ပြောင်းခံနေရတာတက်ဘာမှမဆိုတီးခံနိုင်နေဒီဟန်ဆောင်ပြုံးနေကိုကျွန်တော်ဆက်ပြီးမခံနိုင်တော့ဘူးအော်ဟစ်လိုက်ရမယ်မဟုတ်ရင်ကျွန်တော်တည်သွားလိုက်မယ်လို့ခံစားလိုက်ရတယ်ပြီးတော့နောက်တစ်ချိန်နားထောင်ကြည့်ပါဦးအတန်ကပုံပြီးကျဲလောင်းလာတယ်လူယုံမာတွေကျွန်တော်ကအော်ဟစ်လိုက်တယ်ဆက်ပြီးဟန်ဆောင်မနေကြနဲ့တော့ ငါလှုပ်ခဲ့တယ်ဆိုတာဝန်ခံတယ်။ကြံခင်းတွေကိုခွာလိုက်ကြ။ဒီမှာဒီမှာအဲ့ဒါသူ့ရဲ့ကြောက်စရာကောင်းတဲ့နှလုံးခုန်ဆံပဲ။ဇလန်းလေးကတော့ဒီမှာနဲ့အဆုံးသတ်သွားပါတယ်ခင်ဗျာ။နောက်တစ်ဖက်မှာတော့စာရေးဆရာအေဂါအလန်ပိုးရဲ့ညွက်တဲ့ဖို့ဝတ္ထုတို့ကြီးတစ်ပုဒ်ဖြစ်တဲ့ကြောင်နဲ့ကြီးကိုလာရောက်ခန်းစားနားဆင်မှုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။